နေတိုင်းမြို့နယ်တိတ်ခေါ်တိုက်ပွဲရှေ့တန်းကစစ်မှုထမ်းတင်တန်းရှင်တပ်သားတဦးပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်တရင်တုံစီကိုလက်နက်နဲ့အတူဗက်ပြောင်းခုတ်လုလာခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဖက်ပြောင်းခုတ်လုလာသူဟာကောတောင်ခရိုင်ခမောက်ကြီးမြို့နယ်အခြေဆိုင်ခမရ၄သုတ်တက်စစ်ကောက်စီတရေကတပ်သားချက်ကိုဖြစ်ပြီးမေလ၁၅ရက်နေ့မှာစေတန်းကနေဆက်သွယ်ဖက်ပြောင်းခုတ်လုလာတယ်လို့ဖော်ပြထားပါဗျ။ ကိုချက်ကိုဘက်ပြောင်းခုတ်လုလာချင်း MA1 တနက်တက်လက်နဲ့ကြီးပေါက်၃ခုယူဆောင်လာနိုင်ခဲ့တဲ့အတွက်အခုအပတ်တွင်စုချင်းငွေချီးမြှင့်ပေးနိုင်ဖို့စီစဉ်နေတယ်လို့မြိတ်ခရင်တန်ရေးတုံပြကြရေးတော်ဝခန်ကပြောပါရယ်။ကရင်ပြည်နယ်မြောက်ရီမြို့မှာနေထိုင်တဲ့ကိုချက်ကိုဟာစကောက်စီတပ်ရဲ့အာမဖန်စီစက်သားစုဆောင်တာခံရပြီးပလောင်မြို့ရှိ အမတ်ဆက်နှစ်တပ်မတော်တမ်းမြင့်လိကျရီတေတန်းကျောင်းမှာစစ်မှုထမ်းအပတ်စဉ်ရှစ်တေတန်းတက်ခဲ့ရတာပါ။အဲ့ဒီနောက်ခမာယ၄၃တက်ကိုပို့ဆောင်တာခံရတာလို့ဆိုပါရယ်။ ထိုင်းမြို့မှာနေဆက်ကုတ်သွဲရေးတနေ့တိုင်းမောရောင်လမ်းပိုင်းကတိုက်ခေါ်ရွာဝေါ်ကျင်းမှာနှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်နေတာ၅လကြာပြီဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲမှာစကောက်စီကစစ်မှုထမ်းတင်တန်းစင်းများစွာအုပ်ပြုနေတာတွေ့ရတယ်လို့တော်လိုင်းအင်အားစုတွေကဆိုပါရယ်။ AB လနဲ့မေလာအတွင်းတနင်္သာရတိုင်းစစ်ဌာနလက်အောက်ကပြည်သူ့ကောက်ကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေစီကိုစကောက်စီဘက်ကဗက်ပြောင်းခုတ်လုလာသူ၁၄ဦးရှိပြီဖြစ်တယ်လို့တနင်္သာရတိုင်းစစ်ဌာနစီကတရားပါရယ်။